လူမုံများနေတဲ့လေးဖြူနဲ့ပတ်သက်ပြီးစကားတခွပြသစွာပြောလာတဲ့အောင်နာလေးဖြူကမမုံကြဘူးစကားတခွနဲ့မြမပြိတ္တတီတောင်းပန်လာတာကအောင်နာပါပြီးခဲ့တဲ့စနေနေ့ကတော့ကျမတို့မြမပြည်သူတွေအတွက်တကယ့်ကိုတမိုင်းဝင်နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်ကျမတို့အားလုံးရဲ့အသေးဆုံးမြမစပန်းအုံးမွေလို့ကဘာကတည်တဲ့ချန်ပီယံကြီးအွန်လိုင်းဆန်ကသူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲစဉ်ကိုအောင်ပွဲနဲ့ခန်းနာစွာဆုံးသက်နိုင်ခဲ့လို့ပါပဲ။ ဂျိုင်ဘက်ကိုလဲထိုးပြီးတဲ့နောက်မှာမြန်မာနိုင်ငံအလံကိုချုံကျိုးမိုင်းပေါ်မှာအောင်းပွဲခံနေတဲ့သူ့ရဲ့ပုံရိပ်ကမြေရသူရန်ကိုချက်သီးထားစေခဲ့ပြီးမျက်ရည်တော်ဝဲခဲ့ချာပါတယ်ရှင်ဒီလိုသမိုင်းဝင်ပွဲစဉ်မှာအောင်းလိုက်ရဲ့နိုင်ပွဲပြင်နောက်ထပ်ဘယ်တော့မှမေ့လို့မရနိုင်တဲ့မြင်ကွင်းတစ်ခုရှိခဲ့ပါတယ်ဒါကတော့ကျိုးဝိုင်းနဲ့ကိုအောင်းလာဝင်လာချိန်မှာသူ့ရဲ့ကိုပိုင် entrance sound ဖြစ်တဲ့အမဲလိုက်ကတခြင်းကိုမူရင်းပိုင်ရှင်မြန်မာ rocky တားရဲ့ဘရင်တပါဖြစ်တဲ့အစောရောကြီးလေးဖြူကိုရိုင်း live တီဆိုပြီးအားပြေခဲ့တာပါပဲ။ လေးပြူရဲ့ဟင်းထွက်နေတဲ့အတန်ကြီးနဲ့တူလက်ကမောင်းခတ်ပြီးကျုံဝိုင်းထဲကိုတလန်းချင်းဝင်လာတဲ့အခါအောင်လာရဲ့ပုံရင်ဟာတကယ်ကိုရှင်းသက်ရှုံမောပေရပါသူတို့နှစ်ယောက်ရဲ့ပေါင်းဆက်မှုကခမ်းမထဲမှာရှိတဲ့မြန်မာပြည်သက်တင်ရောနိုင်ငံသားသားတွေပါပစံအဟောင်းသားဖြစ်သွားလောင်းကိုစွန့်အားတွေပြည်နေနေခဲ့ပါတယ်ပွဲပြီးမှအောင်လာကိုရိုင်းကဒါသူ့ဘဝအတွက်တသက်မှတစ်ခါသာကြုံရတဲ့ဂုံယူစရာခိုက်တံဖြစ်ပြီးသူ့ရဲ့ idol ဖြစ်တဲ့လေးပြူနဲ့အတူတူပွဲထွက်ခွင့်ရတာဘယ်တော့မှမိမမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ဒီလောက်လပတဲ့မြင်ကွင်းလေးရဲ့နောက်ကွယ်မှာတော့ online ပေါ်ကပြည်သက်တချို့ရဲ့ဝေဖန်တန်တွေထွက်ပေါ်လာခဲ့ပါတယ်ရှင်။အောင်လာလို့ပြည်သူချစ်တဲ့အားကစားသမားတယောက်နဲ့လူလူရဲ့ဝေဖန်မှုကိုပြင်းပြင်းထန်ထန်ခံနေရတဲ့ဆူရော်လေးပြူတို့အတူတူတွဲမြင်ရတဲ့ပုံမှာသဘောမကျတဲ့သူတွေရှိနေကြတာပါ အလုံးတည်တဲ့တိုင်းလွန်ခဲ့တဲ့နှစ်တွေကစားတောက်ဆိုင်တစ်ခုမှာပြောခဲ့တဲ့စကားတွေကြောင့်လေးပြူအပေါ်မှာလူများစုကအမြင်မကြည်လင်ကြပဲဆိုရှယ်မီဒီယာဘွိုင်းကော့လုပ်တာပြီးတိုက်ခိုက်တာတွေခုချိန်ထိရှိနေတော့မှာပဲဒီလိုအချိန်ဒီမှာပဲချန်ပီယံအောင်လိုင်းဆန်းကသူ့ရဲ့သဘောထားကိုပြက်ပြက်သားသားနဲ့ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောကြားခဲ့ပါတယ်သူကလေးပြူအပေါ်အမုန်းပွားနေတဲ့ပြည်သက်တွေကိုမြစ်တာရက်ခံခဲ့ပါတယ် ကျွန်တော်တို့ရဲ့အင်တာနက်ပေါ်မှာမြင်နေရတဲ့အရာတွေလူတစ်ယောက်ရဲ့ပုံရံပုံစံတွေကိုကြည့်ပြီးသူ့ရဲ့အတွင်းစိတ်နဲ့သူ့ဖြတ်တန်းနေရတဲ့ဘဝအစမှန်ကိုတကယ်မသိနိုင်ပါဘူးလို့အောင်လာကပြောခဲ့တာပါ။ဆက်လက်ပြီးသူကလေးပြူဟာစိတ်တားကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီးသူ့လူပညာနဲ့သူ့မိသားစုတွင်ရိုးသားစွာရုန်းကန်ရှာဖွေနေသူတစ်ယောက်သာဖြစ်တဲ့ဆိုတာကိုသူ့အနေနဲ့သက်သေခံပါတယ်လို့တာဝန်ယူပြောဆိုခဲ့ပါတယ်။ အပြင်းမမြင်ရတာနဲ့လူတယောက်ကိုအလွယ်တကူအထင်မြင်မလွဲကြဘူးအမုန်းတရားတွေမထားကြဘူးလေသူကတိုက်တွန်းသွားခဲ့ပါတယ်ရှင်ဒီစကားကတကယ့်ကိုဒိဗယ်ရှိပါတယ်အောင်လာကသူ့ရဲ့အောင်မြင်မှုကိုပဲကြည့်တဲ့သူမဟုတ်ပဲသူ့ဘေးနားကနှုပညာရှင်တယောက်အခက်ခဲဖြစ်နေချိန်မှာကာကွယ်ပေးဖို့ဝင်မလေးတဲ့တယောစင်ကြီးမားသူတယောက်ဆိုတာကိုပြသလိုက်တာပါပဲဒါဟာချန်ပီယံတယောက်ရဲ့စိတ်တဲ့အမှန်ပါပဲပရိသတ်ကြီးတို့အမြင်ကိုလည်းပြောသွားကြပါဦးနော် အွန်လိုင်းဆန်ကသူ့ရဲ့ idol ဖြစ်သူလေးပြုကိုကာကွယ်ပြောဆိုသွားတဲ့ပုံမှာဘယ်လိုမြင်ကြပါသလဲရှင်။ဒီစကားလေးကလေးပြုပေါ်ထားတဲ့သင်ရဲ့အမြင်ကိုပြောင်းလဲသွားစေနိုင်ပါသလား။ကိုယ့်ရဲ့မြင်လေးတွေကို comment မှာရိုးသားစွာနဲ့ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။